ါပါရေယူစွာဖျားကျေးဇူးတော်ကိုချီးမွမ်းပါတယ်ခွန်အားယူဆရာဝန်ကြီးအစာအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ချီးမြောက်တော်ဖျားဆိုတဲ့ခေါင်းစဉ်အောက်မှာပြန်လည်ဆင်ခြင်ခွင့်ချရအောင်ချီးမြောက်ခြင်းဆိုတာဘယ်ကလာပါသလဲစင်မှန်တော်ချီးမြောက်ခြင်းဆိုတာပါလေချီးမြောက်ခြင်းဆိုတာချီးမွမ်းခြင်းမှလာတာပါစင်မှန်တော်ချီးမြောက်ခြင်းကိုပေးပိုင်တော်သူဟာဖျားသခင်ပဲဖြစ်ပါလေလူတွေရဲ့ချီးမြောက်ခြင်းကို မဆိုလိုပါ ကျန်းစာမှာကြည်လိုက်တဲ့အခါမှာလူဟာမိမိရဲ့အချင်းကိုနေတဲ့တဲ့ဖရာသခင်ကနှလုံးသားကိုချိန်တယ်လို့ပြောပါလေဒီနေ့နှလုံးသားမမှန်တော့နှလုံးသားမမှန်တော့ချီးမွမ်းခြင်းမျိုးအများရှိနေပေမဲ့လေဖရာသခင်နေတဲ့တော့ချီးမွမ်းခြင်းဟာနှလုံးသားမှာပေါ်ထွက်လာတော့ဂျေဇူးတင်စကားဖြစ်ပါလေချီးမွမ်းခြင်းလို့ပြောတဲ့အခါမှာလေအခြေအနေအခြေအခါနေရာဒေသ ခွဲခြားခြင်းမျိုးကို မဆုလိုပါ လူတွေမြင်တာဖို့ထက်ဖျားမြင်ဖို့အတိကသာအသက်ရှင်ခြင်းမျိုးကိုချီးမွမ်းတယ်လို့ခေါ်ပါတယ်ဘယ်သူပဲရှိရှိမရှိရှိဘယ်သူပဲတွေ့တွေ့မတွေ့တွေ့ဖျားရဲ့ယေရှုကိုနားလဲပြီးဖျားစကားအတိုင်းဝန်ခံလိုက်လျှောက်ခြင်းမျိုးကိုချီးမွမ်းတယ်လို့ကျမ်းစာကဆိုလိုပါတယ်ချစ်တော်မိသားစုဝင်များမိမိရဲ့ဖြစ်နေတဲ့ဘဝကိုကျေနပ်ပါဖျားရဲ့ယေရှုကိုချီးမွမ်းပါ ဖြည့်ခြင်းတဲ့ဘဝကိုလည်းဆူတောင်းပါအဖြစ်ရှာပါဟာနာဟာဖြည့်ခြင်းတဲ့ဘဝကိုရရှိဖို့ဘုရားသခင်ထံဒီမှာဆူတောင်းခဲ့ပါတယ်ဟာနာအိမ်ထောင်ပြုပြီးအချိန်အတော်တန်အထိဒါဖွားခွင့်မရရှိခဲ့ပါဒီမှာရဲ့ဘဝမှာအဆိုးဆုံးထိုးနှက်မှုဟာတာဒမီယတနာမရရှိခြင်းဖြစ်နေပါလေအဲ့ဒီဆိုးရွားဆုံးထိုးနှက်မှုမှလွတ်မြောက်ဖို့ဒီမှာနှလုံးသားမန်ကန်စွာဖြင့်ဆူတောင်းခဲ့ပါတယ်ဒီမှာရဲ့ဆူတောင်းတန်ကိုဘုရားသခင်က အပြေပေးလိုက်ပါတယ်။သူမသားမွေးဖွားခွင့်ရရှိခဲ့ပါတယ်။သူမရဲ့ဘဝမှာအယံပျော်ရွှင်ခဲ့ရပါတယ်။ဒါကြောင့်ဟာနာကဘုရားသခင်ထံဂျေဇုတင်စကားပြောခဲ့ပါတယ်။တမရဆိုရင်ပထမဆုံးအခန်းကြီး1အခန်းငယ်8ကိုဖတ်လို့ပါလေ။ဆင်းရဲတော်သူတို့ကိုမြေမုံထဲက၎င်း၊ငှမွတ်တော်သူကိုနောက်ခြေပုံထဲက၎င်း၊ချီးမြောက်၍မင်းသားတို့နှင့်ထိုင်ရတော်အခွင့်ဘုံကြီးတော်ပလင်ကို အမွေခံရတော်အခွင့်ကို ပေးတော်မူ၏။ အချောင်းမကမြေကြီးတိုင်တို့ကိုထောရဖျားပိုင်၍ထိုတိုင်တို့အပေါ်မှာလောကဒတ်ကိုတည်တော်မူပြီ။ဟာနာဟာဖြစ်နေတဲ့ဘဝကိုမချေနှက်လို့သူမချေနှက်အောင်သူချိုက်သလိုဆုံးဖြတ်ပြီးကလေးရအောင်သူမလုပ်ဆောင်ခဲ့ပါ။ဖျားမနစ်တဲ့တဲ့လမ်းကိုမရွေးချယ်ခဲ့ပါ။ဘဝကိုဖျားတာအနန်ချင်းအားဖြင့်ဖျားကလည်းသူမကိုချီးမြှောက်ခဲ့ပါတယ်။တိုင်းပြည်အတွက်လူမျိုးအတွက် ဖျားဘုံတော်အတွက်ဒါကောင်ရှမွေလကိုပေးခဲ့ပါတယ်။ဟနာဟာလူရှိမှဘာမှမဟုတ် လူတွေအထင်းအမြင်သိခဲ့ပေမဲ့လေဖျားကိုချစ်ကြောက်ယိုတည်ခြင်းအပြင်ဖျားရဲ့ချီးမြှောက်ခြင်းကိုသူမှခံစားခဲ့ရတာပါ။ဒီကနေ့ဘာမှမဟုတ်တဲ့လူပဲဖြစ်ဖြစ်ဘာမှမတတ်နိုင်တဲ့လူပဲဖြစ်ဖြစ်ဖယားသခင်နဲ့အတူတွာလာတော့သူတို့၌ဖယားသခင်က အစင်အမြဲချီမြောက်နေမှာတေချာပါတယ်။ဘာကြောင့်လဲ။ဘာကြောင့်ဒီလောက်တေချာနေရတာလဲ။ကျန်းစာက ပြောထားလို့ဖြစ်ပါတယ်။ချီမွန်ချင်းမရှိဘူးဆိုရင်ချီမြောက်ချင်းလည်းရှိမှာမဟုတ်ပါ။ဘာကြောင့်လဲ။ချီမွန်ချင်းဆိုတာနေစဉ်ဘယ်နေရာဘယ်အချိန်ပဲဖြစ်ဖြစ်ဘုရားဘုန်းတော်အတွက်အသက်ရှင်လှုပ်ဆောင်ခြင်းမျိုးဖြစ်ပါသောကြောင့်ဖြစ်ပါလေ။ဟာနာပြောခဲ့တဲ့စကားကိုဒါဝိမင်းကြီးကလည်းပြန်ပြောခဲ့ပါလေ။ဒါဝိကလည်းဘယင်းမဖြစ်ခင် အပေခံဘဝမှာတိုးချောင်းပြီးနေခဲ့ရတာပါဒါပေမဲ့ဒါဝိဟာဖရာကိုချစ်ချောက်ယိုတေတော်သူဖြစ်နေပါလေဖရာအမြင့်မဆုံးလင်းတော်နှလုံးသားပိုင်ရှင်ဖြစ်နေပါလေဒါကြောင့်ဖရာသခင်က သူ့ကိုတိုးချောင်းတာဘဝကနေဤဒီလဘယင်းအဖြစ်ဆွဲခေါ်ချီးမြှောက်ခဲ့ပါတယ်ဒါဝိဘယင်းကလည်း133ချိန်မြောက်သောဆာလအပိုင်ငယ်ခနှစ်89မှာဆင်းရဲသောသူတို့ကို မြေမုံထဲကကြွလျက်ငါမတော်သူတို့ကိုနောက်ချေးပုံထဲကချီးမြောက်လျက်မြင်းသားတို့တွင်၎င်းမိမိတို့ကိုအုပ်ဆိုးသောမြင်းတို့တွင်၎င်းနေရပေတော်မူ၏မြုံတော်မိမသည်အိမ်၌နေ၍ဝါမြောက်သောစိတ်နှင့်တားဖွာရသော အခွင့်ကိုပေးတော်မူ၏ဟာလေလုယာလို့ပြောခဲ့ပါလေဒါဝိမင်ကြီးကလည်းဟာနာလိုအပေခံဘဝမှာရောက်ရှိနေပေမဲ့လေဖခင်ကအံဩဖို့ချီးမြောက် ခဲ့တာကိုမချီးမွမ်းလို့ကိုမရတော့အခြေအနေဖြစ်ခဲ့တော့ကြောင်းဟာနာပြောခဲ့တဲ့စကားကိုပြန်ပြောခဲ့ခြင်းတာမကဟာနာလိုမြုံနေပေမဲ့ဖယားတခင်ကချီးမြှောက်ခဲ့တယ်ဆိုတာပြန်ပြီးပြေဆုံးအောင်တက်တည်ခံခဲ့ပါတယ်ဒီကနေ့ဘဝမှာအခြေအနေကအဆိုးဘက်ကိုဥတီနေပေမဲ့လည်းအဆိုးဆုံးအခြေအနေကို ရောက်ရှိနေပေမဲ့လည်း ဖျားစကားကိုပဲဝန်ခံပါဖျားကိုပဲကိုးစားနေပါတင်းကိုချီးမြှောက်မဲ့သူဟာလူမဟုတ်ပါထိုဖျားသခင်ပဲဖြစ်ပါတော့ကြောင်းဖျားသခင်နာမတော်ဘုန်းကြီးပါစေတော့အာမင်ဂျာနာသူရောက်တိုင်းပေါ်ဖျားကောင်းကြီးပေးပါစေ